ဟုတ်ကဲ့ကျွန်တော် ASL မှာခင်ဗျာ ASL ရမှာသူကဒီလိုဟုတ်ကဲ့ပါကျွန်တော်တိုပီယောင်စု bias ပါကျွန်တော် bias ပါအဓိကတော့ငငယ်အဲ့ ကျွန်တော်ရှစ်တန်းလောက်ကစားပြီးတော့ကျွန်တော် keyboard ပါစဖြစ်တယ်ပေါ့နော်သူများတက်စားရင်တော့ fan ဖြစ်တာနောက်ကျရတယ်လို့ပြောမှာပေါ့ဒါပေမဲ့အဲအဲ့ကလေးကကြိုက်ခဲရအားပေးရပြီးတော့ကျွန်တော်တူပြောင်စုဆိုလို့ရှိရင်လည်းစကားကြီးလည်းရိုက်တယ်ချင်းလဲဆိုရယ်ဆိုတော့အဲဟို bias လောက်မတော်ဘူးဆိုတော့တေးကြပေးမယ်လေသူ့လိုမျိုးဖြစ်ချင်တာစူးစမ်းရပါဘူး ိကတော့ဒီမြေလက်တက်ကကျွန်တော်ရှေ့မှာလည်းခဏခဏဖြည့်ဝူးတလို့မျိုးပဲပေါ့နော်ဟိုကျွန်တော်ကိုယ်လည်း casting ဝင်ခဲ့ရတာပေါ့နော် casting ဝင်ခဲ့ရရဲ့အဲကိုနီတိုတွေ director ပြီးတော့ဒါထုတ်လုပ်သူအကုန်လုံးကဒါရွေးချယ်ပေးလို့ပါဝင်ခွင့်ရသွားတာပေါ့နော်အဲဆိုတော့ဒီကားမှာပါဝင်ခွင့်ရရတဲ့အတွက်လည်းအရန်ဟိုပျော်ပြီးတော့ဂုဏ်ရပါတယ်ခင်ဗျာဒီကားကကြတော့ဟိုလေကျွန်တော်တို့ကျွန်တော်ကတကယ်ကိုအကိုရဲ့စူးစမ်းအထောက်အမှုကိုအပြည့်အဝမြင်ရတဲ့ကားလို့ပြောရမှာပေါ့နော်ကျွန်တော်တို့အစ်တတယောက်အတွက်တကယ်ဟို လေးစားရတဲ့အားထုတ်မှုကိုမြင်ခဲ့ရဆိုတော့လေအခုကြည့်ပြီးတော့လေပညာရေးအများကြီးရပါတယ်အဲဘာလို့လဲဆိုတော့ကျွန်တော်ဒီဇက်ကားအတွက်ကို script ပြင်တာကွာ9လလောက်ကိုအချိန်ယူပြီးတော့အခုကိုယ်တိုင်ကပြင်တာပြီးတော့ရိုက်တဲ့အခါမှာလဲလုံးဝ shoot တင်မှာစင်းတိုင်းမှာသူကင်မရာရှိမှာမခွာပဲနဲ့ပေါ့နော်ဒါပြီးတော့အားလုံးပါဝင်ကြတဲ့အကုတ်သူတွေအကုန်လုံးကိုတဲတို့အာပြီးတော့ driver ကို PK တို့ဆိုလို့ရှိရင်လဲလုံးဝအားထုတ်တာဆိုတော့တေးကြပါရဲ့ဇက်ကားအကြည့်ရှုသူတွေအနေနဲ့စိတ်ချနိုင်မှုပြေပါရမယ်ကားမျိုးပါ လိုမျိုးစက်သိန်းစင်းနေမှာဆိုလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးအဲပရက်ရှာများရဲ့ပေါ့နော်ပရက်ရှာများတဲ့အချိန်မှာပို့ပြီးတော့ကြာသွားတဲ့ဟာမျိုးရှိအဲ့ဒါတော့ကျွန်တော်ဇက်ကားထွက်မှာပဲကြည်ရကောင်းမယ်ထင်ပါတယ်ပြောရကောင်းမယ်ထင်တယ်စိတ်စိတ်ကတော့စပြီးတော့ဒီဇက်ကားအတွက်ဟိုကက်စင်ဝင်နေတဲ့ကာလကလေးကစိတ်လှုပ်ရှားခဲ့ရရိုက်တဲ့အချိန်မှာလည်းအဲ ရင်ခုန်ဆေးလုပ်ရှာမှုအပြည့်နဲ့ရိုက်ရတာဆိုတော့လေထွက်လာတဲ့အချိန်ကြာလို့ရှိရင်လည်းကျွန်တော်ဘယ်လိုဖြစ်နေမလဲဆိုတာပြီးတော့အဓိကတော့ကိုယ့်ကိုစိတ်တိုင်းကြရင်တော့မှပရိသတ်လက်ခံမှဒါအောင်မြင်တာဆိုတော့လေပရိသတ်လက်ခံဖို့လည်းမျှော်လင့်ပါတယ်ခင်ဗျာဘယ်သူရဲ့ဒါတက်ခုန် အကုန်လုံးတွဲခေါ်တယ်ကျွန်တော်အဲ့တကယ်ကိုကျွန်တော်ဒီနားနေပြီးတော့ဒီနေရာနေတစ်ခါလေးပဲကရော့လိုက်ပါတယ်အားလုံးအားလုံးဒီ season 2ဟာအစဒီစကားမပါပဲဇက်ဖို့အဲ့မင်းသားမင်းသမီး writer အ writer ပြီးတော့ဇက်ဖို့ဇက်ရင်အားလုံးဒီကျွန်တော်ကိုဒါအတိတ်တယောက်ကိုအများကြီးကြိုဆိုပြီးတော့တွဲခေါ်ရဲပြီးတော့တင်တင်ပေးရဲဆုံးမပေးရဲလမ်းပြပေးရဲတကယ်ကိုပညာရေးအများကြီးရခဲ့တဲ့စကားပါတယောက်ချင်းစီမှာကထူးချွန်တာရှိလို့ ဒီနယ်ပယ်မှာအောင်မြင်တဲ့သူဖြစ်တာလေနော်ဟိုရေချင်းမရှိဘဲနဲ့တော့နေရာတခုဘယ်သူမှမရောက်ဘူးပေါ့နော်အဲ့တော့တယောက်ချင်းစီတယောက်ချင်းစီရှေ့ကနေပြီးတော့ဟိုကိုရားတဲ့လောက်တော့ကိုတဲနိုင်တဲ့လောက်တော့တဲခဲ့ပါတယ်ပညာကြီးပေါ့နော်ဒီ shooting ကနေစပြီးတော့နောက် shooting တွေမှာဆိုလို့ရှိရင် effective ဖြစ်တဲ့အအများအရာတွေအများကြီးရရှိခဲ့ရတော့လဲဒီမြေလက်တက်ကတော့တကယ်ကိုကျွန်တော်တို့ဟို lesson learn လုပ်ဖို့အတွက်အကောင်းဆုံးစကားတကားပါဝင်ခွင့်ရတာနဲ့တည်းဂုံယူရတဲ့ကားတကားဖြစ်နေပါအဲမြေလက်တက်ကတော့၃ကားပေါ့၃ကားမြောက်ပေါ့နော်ဟုတ် မဲ့ဒီကောင်ကကိုယ့်အတွက်ဘယ်လိုမှတ်တမ်းတစ်ခုရမယ်လို့ရောခုတည်းကကျွန်တော်ကတော့လေဟိုပွင့်လင်းပြောလို့ရှင်အစ်အစ်တစ်ယောက်ဆိုတော့ကြတော့ဟိုပရိသတ်အခုရှိနေတဲ့ပရိသတ်ထက်ကိုနောက်ထပ်ဟိုတယောက်ခွဲတိုးတိုးနှစ်ယောက်ခွဲတိုးတိုးတိုးလာမယ်ဆိုလို့ရှင်တော့ကျွန်တော်အဲအဲ့ဒါနဲ့ရင်ဂျင်းနေပါပြီတိုးတယ်ဆိုပရိသတ်တိုးတယ်ဆိုတာကိုဟောဒီကောင်လေးတကယ်ကြိုးစားတဲ့ကောင်လေးပါလားဆိုပြီးအတိမတ်ပြည့်ရဲ့ပရိသတ်တိုးလာရင်ကိုကျွန်တော်ဂျင်းနေပါပြီဟုတ်ကဲ့ကျွန်တော် ASL မှာခင်ဗျာ ASL ရမှာသူကဒီလိုဟုတ်ကဲ့ပါကျွန်တော်တိုကီယိုဆူ bias ပါကျွန်တော် bias ပါ ကိုဒီလူပညာလောကတွေရောက်လာတာသူတို့တွေနေရောလွှမ်းမိုးမှုရှိလားကိုအာရှိရပါတော့အဓိကတော့ငငယ်အဲ့ ျွန်တော်၈တန်းလောက်ကစားပြီးတော့ကျွန်တော် keyboard ပါစားဖြစ်တယ်ပေါ့နော်ကျွန်တော်သူများတက်စားရင်တော့ fan ဖြစ်တာနောက်ကြရလို့ပြောမှာပေါ့ဒါမဲ့အဲအဲ့ကလေးကကြိုက်ခဲရအားပေးရပြီးတော့ကျွန်တော်တို့ပြောင်းစုဆိုလို့ရှိရင်လည်းစကားကြီးလည်းရိုက်တယ်ချင်းလဲဆိုရယ်ဆိုတော့အဲဟို bias bias လောက်မတော်ဘူးဆိုတော့တေးချပေးမယ်လေသူ့လိုမျိုးဖြစ်ချင်တာကြိုးစားရပါဘူးဒီနေ့ trigger ရရယ်ကိုကိုကြည့်သွားရယ်ပြီးရပြီးတော့ပြီးရအောင်အဲကျွန်တော်တို့၃ခါလောက်တော့အိုင်းကွန်တဲ့ရရယ်ပေါ့နော်စင်ပေါ်မှာ၅ခါလောက်အဲပြီးတော့ဟိုအောက်မှာ တွေ့ရတဲ့ချိန်မှာတော့အဲအရန်ပြောပါအဲ့ဒီပြောတာပြောပြောမပြတတ်ဘူးကောနော် fan fan နေဆိုရင်တော့တည်မှာပါဟုတ်ကဲ့အရန်နေမိုက်အေးဆိုလည်းညဘောစီရေမဘောစီရေသူသွားလိုက်မယ်ခံဘက်လာတော့မှာပါအေးဆိုခံဘက်လာတော့မှာပါအဲ့တော့ဟိုပွဲတိုင်းမှာလည်းသူတို့ဆိုလိုထိုးရီမှာလည်းအကုန်လုံးအတီးတီးပြောသွားရတဲ့အတိုင်းပဲခံဘက်လာတော့မှာပါပြီးတော့ဘောထိုးလိုက်လာမှာဆိုတော့အလုံးတူတူအားပေးကြရအောင် ဒါဒီနေ့ပွဲကတော့ကျွန်တော်တို့ဒီ T9 ဆိုင်ဖွင့်ပွဲမှာပေါ့เนาะကျွန်တော်တို့ Leo ကအဲကျွန်တော် Ambassador ယူထားရတဲ့အတွက်ကြောင့်မလို့ Leo ရဲ့ကိုစားပြုနေနေတက်ရောက်တာပါခင်ဗျာ။ Manly ကပြည်သက်တရားတော့ဘယ်ခောက်ခဲလာလာလွှဲထွေးစားနဲ့ကျိုးဆိုပါရတယ်။ဒါကျွန်တော်လည်း Manly ကလည်းကျွန်တော်ရဲ့မွေးရည်မြည်ပြတဲ့အတွက်ကြောင့်မလို့ဟို Manly ကိုပဲချိန်မဲလာလာအခုလိုမျိုးပဲဟိုလိုက်ရတယ်လည်းကျိုးဆိုရတယ်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ချစ်ရပြည်သက်တရားအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းပါခြင်းနဲ့ပြည့်စုံပါစေခင်ဗျာ။အများကြီးလည်းကျွန်တော်ဆက်ပြီးချစ်နိုင်ပါလိမ့်ခင်ဗျာ။